တူရကီစစ်ဘက်ကုန်တင်လေရင်တစဉ်အဇာဘိုင်ဂျန်ဂျော်ဂျီယာနေဆက်အနီးမှာပြတ်ကျသွားခဲ့ရာစစ်သား20ဦးတေဆုံးခဲ့တယ်လို့တူရကီကာကွယ်ရေးဝန်ကြီးဌာနကနိုဝင်ဘာ17ရက်နေ့မှာထုတ်ပြန်ခဲ့ပါရီ C130 ကုန်တင်လေရင်ဟာအဇာဘိုင်ဂျန်မှတူရကီသို့ပြန်တန်းလာချိန်အဇာဘိုင်ဂျန်မှ9ကီလိုမီတာအကွာရှိစီနာဂီအနီးမှာပြတ်ကျခဲ့ခြင်းဖြစ်ပါရီ လက်ရှိမှာရှာဖွေရေးနဲ့ကေဆေးရေးလုပ်ငန်းတွေစတင်လှုပ်ဆောင်နေပြီးရုပ်အလောင်းတွေထဲမှာတအုပ်ကိုပြန်လည်တွေ့ရှိခဲ့ရာ2020ခုနှစ်နောက်ပိုင်းနေသူအဖွဲ့ဝင်ရဲ့အသေးပြောက်အများဆုံးစစ်ရေးဖြစ်ရဖြစ်တယ်လို့တူရကီကာကွယ်ဝင်ကြီးဌာနကပုတ်တဟူးနေမှာပြောကြားခဲ့ပါရယ်အခင်းဖြစ်ပွားရာနေရာမှာဓာတ်ပုံတွေမှာလေရင်အပြက်စီဟုယူဆရတဲ့အစိပ်ပိုင်းတွေကိုတွေ့မြင်ရပြီးလေရင်ဟာအရေးပေါ်အချက်ပြမှုမထုတ်လွှင့်ပေရေဒါကနေပြောက်ကွယ်သွားတယ်လို့ဂျော်ဂျီယာလေကြောင်းအာဏာပိုင်အဖွဲ့ကပြောဆိုထားပါရယ် လေရင်ပြတ်ကျမှုကြောင့်စစ်မှုထမ်းတွေဆုံးရှုံးရတဲ့တည်အတွက်အလွန်ဝမ်းနည်းမိရဲ့လို့အဇာဘိုင်ဂျန်တမဒအီဟန်အလီယပ်ကအော်ဒိုဂန်ထံစာပို့ပြောကြားထားပါရယ်စီတရ30လေးဟာကမ္ဘာတဝမ်းရှိလေတပ်တွေမှာအသုံးပြုနေတဲ့အမေရိကန်လုံတယ်ယူပို့ဆောင်ရေးလေရင်ဖြစ်ပါရယ်